လူအယိုးတွေနဲ့ခင်းလောက်ထားတဲ့ဘာမှရုပ်ရထားလဲဒါကတော့လူအယိုးတွေနဲ့ခင်းထားတဲ့လူနာမည်ကြီးတဲ့တမိုင်းတွေကချက်ပန်မြန်မာမိရထားလဲမဲ့ဖြစ်ပါတယ်ဒီရထားလမ်းကြီးဖြစ်ဖို့အတွက်လူဦးရေပေါင်းသိန်းနဲ့ချီတဲ့အသက်နဲ့ဘဝတွေကိုရင်းနှီးထားရပြီးတချို့ကလည်းဒီလမ်းကြီးကိုလူသားအတ္တရဲ့အခြေတန်ဆုံးပြယုတ်ကြီးအဖြစ်သတ်မှတ်ထားကြပါတယ်ဒီလမ်းကြီးကိုမြန်မာနိုင်ငံက ဖက်ဆစ်စနစ်လက်အောက်ကျရောက်နေစဉ်ဒုတိယကမ္ဘာစစ်အတွင်း1942 1943ဂျပန်ခေတ်မှာပေါင်းလုပ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာစစ်အတွင်းခေါင်းအားကောင်းနေတဲ့ဂျပန်နိုင်ငံကမြန်မာနိုင်ငံကိုလက်အောက်ခံအဖြစ်သိမ်းပိုက်ပြီးနောက်မှာအိန္ဒိယကိုဆက်လက်သိမ်းယူဖို့အတွက်ဒီလမ်းကိုဖောက်လုပ်ဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ဂျပန်တွေရဲ့အစီအစဉ်အရအိန္ဒိယမှာခြေကုပ်ယူထားတဲ့ဂျပန်တပ်တွေကိုဒီလမ်းက30လက်နက်တွေကို အမြန်နှုံးနဲ့ပို့ဆောင်ပေးဖို့ဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုမြန်တဲ့မြန်ကျင်တဲ့အတွက်ကြောင့်ပေပေါင်းရှားနေချီရှိနေရတဲ့မီးထားလန်းကို တနစ်ထဲနဲ့အပေးတက်နိုင်ဖို့အတင်းအကျပ်ခိုင်းစေခဲ့ပြီးလမ်းဖောက်လို့ရမှာအခချင်းငွေမပေးရတဲ့စစ်တပ်မှန်တွေနဲ့လက်အောက်ခံနိုင်ငံကမြန်မာအလုပ်သမား6000ချော်ကိုအသုံးပြုခဲ့ပါတယ်။ဖက်စစ်စနစ်ရဲ့စိုးရွားတဲ့အယူအဆနဲ့ဂျပန်ကင်မီတိုင်းရဲ့အညာတာကင်းမဲ့မှုကလုံသားတွေကိုအစားအသောက်မပေးဘဲတနည်း18နာရီကြာခိုင်းစေခဲ့ပါတယ်။ တော်ရင်မှာငပြားအနေရဲ့တားရဲ့အနေရဲ့တွေကိုရင်ဆိုင်ရတဲ့အပြင်အစားအသောက်ပါချို့တဲ့ပြီးမအိပ်ရတဲ့အချိန်ပြင်းမှန်းလုံးတာမို့လုံသားတွေကထွက်ပြေးဖို့ကြိုးစားတဲ့အခါမှာလည်းလက်ရပြန်လေဖန်စီခဲ့သလိုနောက်လူတွေမလုပ်ရဲအောင်ပညာကောင်းကောင်းပြခဲ့ပါတယ်။အဲ့ဒါကတော့ထွက်ပြေးတဲ့လုံသားတွေကိုမေထားလန်းအလယ်မှာချထားပြီးအပေါ်ကနေတန်းချိန်များစွာလေးလံနဲ့တစ်သားလုံးတွေပြစ်ချလိုက်တာပါပဲ။ ဒီလိုမျိုးနောက်ထပ်မနအောင်အယိုးနဲ့လမ်းခင်းပြလာတော့မှဘလို့မှဂျမ်မခန်နိုင်တဲ့လူသားတွေဟာဇက်တိုက်ထွက်ပြေးခဲ့ပြီးချိန်မနိုင်တိမ်မရာဖြစ်လာရဲ့အဆိုဂျပန်စစ်ဘုံတွေဟာလူသားတွေကို24နာရီပတ်လုံးတန်ချေချင်းခတ်ပြီးအလုပ်ခိုင်းစေခဲ့ပါတယ်။ဒီနည်းလမ်းနဲ့အကျဉ်းသားကင်းမဲ့စွာဖောက်လုပ်ခဲ့တဲ့လမ်းကြီးဟာမြန်မာနိုင်ငံနဲ့ဆက်ကိုဖြတ်ပြီးထိုင်းနိုင်ငံကန်ချနာပူရီမြို့မှာယနေ့တက်တိုင်တည်ရှိနေပြီးကံကောင်းထောက်မှဆောင်တဲ့ရထားလမ်းလေးမပြီးဆုံးခဲ့တယ်လို့ အိန္ဒိယကိုတင်ပိုက်မဲ့အကြံစီလည်းမအောင်မြင်ခဲ့ပါဘူး။အခုလိုထူးဆန်းမွန်ရာဗီဒီယိုလေးတွေကိုအမြဲကြည့်ရှုနေ Twitch လေးကို Like and Follow ထားဖို့လည်းမမေ့ပါနဲ့။